အားလုံးမင်္ဂလာပါခင်ဗျာเนาะဒီကနေ့ကတော့ကျွန်တော်ဟင်းနစ်ချက်မပြတော့ဘူးဒီမှာမုန်လက်နစ်ကလေးကိုလှုပ်ရှားပြမှာပဲဖြစ်ပါတယ်မုန်လက်နစ်လှုပ်ဖို့ရအတွက်ကအဓိကဘာလိုအပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ကောင်းညင်းပုတ်တစ်မျိုးတည်းသာလိုအပ်ပါတယ်စံမုတ်ဘာညာမလိုပါဘူးเนาะအဲ့ဒါရဲ့နောက်တစ်ခါကျတော့ကျွန်တော်သုံးနေကြဒီမှာထဘူးထညက်အစစ်ကလေးရဲ့ဒီမှာစားလေးရဲ့စီလေးရဲ့ဒါပဲလိုအပ်ပါတယ်ခင်ဗျာအခုဒါကောင်းညင်းပုတ်ဆိုလို့ရှိရင်ကျွန်တော်ဒါ90သားပေါ့เนาะကောင်းညင်းပုတ်90သားမှာကျတော့ ထက်ညက်ကကျွန်တော်က20သားပဲအသုံးပြုပါတယ်နော်အာပထမဆုံးအနေနဲ့ကကျွန်တော်တို့ကောင်းခြင်းမုံကိုရေလေးနဲ့မုံနှက်မယ်ပေါ့နော်မုံလေးကိုနှက်လိုက်ပါမယ်အဲနှက်ဖို့ရာအတွက်ကကြတော့နောက်တစ်ခါရေအတိုင်းအစာကိုတချို့ကမေးပါလိမ့်မယ်ဒါပေမဲ့ရေအတိုင်းအစာမှာကြတော့ကျွန်တော်တို့ကဟိုအတိုင်းအစာရေလို့တော့မရှိဘူးကျွန်တော်ပြောနည်းလေးအတိုင်းတစားတစားလေးအဲထည့်ထည့်ပြီးတော့နေသွားမယ်ပေါ့နော်နေသွားမယ်ဆိုလို့ရှိရင်အားလုံးအဆင်ပြေနိုင်ပါတယ် ာကောင်းချင်းမုံစစ်ဖို့တော့လိုရတယ်နော်အဲအဲ့ဒါမှဒါမုံလေးကအီအီလေးနဲ့နူးညံ့မှုရှိပါတယ်ငဲဒီထဲကိုကျွန်တော်တို့ကဘာလေးထည့်မလဲဆိုလို့ရှိရင်အဲစားလေးထည့်မယ်ပေါ့နော်စားလေးကိုတော့ဒီလောက်ပဲထည့်မယ်နော်ထည့်ပြီးသွားရင်ကျွန်တော်တို့ရေကိုကြတော့လဲအဲ့လိုတန်းပြီးတော့ဝေါ်ဆိုပြီးတော့လောင်းထည့်တာချင်းမဟုတ်ခဲနဲ့နော် အဲချင့်ချင်းပြီးတော့ဒါလေးကိုကျွန်တော်တို့ဆက်ပြီးတော့နည်းပြမယ်เนาะဒါဆိုရင်ထည့်ထားတဲ့ရေနဲ့မရသေးတဲ့အတွက်ကျွန်တော်တို့ကရေထပ်ထည့်ပါမယ်။ အဲဒီလို6ကက်ကက်ဖြစ်နေရဆိုရင်ရေလေးထပ်လိုက်လိုက်အဲအမျိုးနဲ့ကျွန်တော်တို့ကနဲနဲ့ပြီးတော့သွားမယ်ဆိုလို့ရှိရင်နောက်ပိုင်းမုံသားလေးနဲ့ရေနဲ့အဆင်ပြေသွားတဲ့ခါမှကျအောက်ကိုလုံးဝမကတ်တော့တဲ့အနေအထားလေးကိုတွေ့ရမှာပါနော် နေချာလေးကိုတော့ကျွန်တော်တို့ကတမအောင်เนาะတမအောင်လေးနှံ့အောင်လေးအဲနေပြချင်းအဖြစ်အကြတော့မုံသားလေးကိုကောင်းစေတာပါเนาะကဲဆိုတော့လေးကကျွန်တော်ပြောထားတဲ့အတိုင်းပဲเนาะမုံသားလေးကလည်းဒီမှာအီအီတွဲတွဲလေးဖြစ်လာပြီเนาะဒီမှာအောက်ကလည်းအဲမကတ်တော့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအနေထားဆိုရင်ရပြီเนาะဒါပေမဲ့လို့မုံလေးကိုသူကနာနာနေနိုင်လေး အဲဟိုဘာလို့ပြောမလဲဆိုတော့အရသာလေးကလည်းပိုးရှိတာပေါ့နော်ကြိုးရတဲ့ခါမှလည်းအဆင်ပြေတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီကောင်လေးကိုကျွန်တော်တို့ကလမောင်းတုံရင်တုတ်သွားပါစေနော်ဒီတိုင်းလေးဆက်ပြီးတော့နေနေပါဦးမယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒါလေးကိုမုံလေးကိုနှက်ထားလိုက်မှာပေါ့နော်ဒီတိုင်းလေးနဲ့အဲ့လိုနှက်နေတဲ့အချိန်မှာကျွန်တော်ကထန်းကျဲလေးကြိုပါမယ် ါဆိုရင်ကျွန်တော်တို့ထင်းချင်းအားလုံးကအရေးပြောသွားပြီနော်ဟိုအချားမုံလုတ်တလို့မျိုးကြွမီတန်းအောင်လို့နော်ညောင်စည်းကြောင်အောင်လို့ဒီကျွန်တော်တို့ကမကြိုးပါဘူးနော်ထင်းချင်းရေလေးဟိုပြစ်ချင်အောင်စောင်းလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒါလေးကိုနော်ရေစစ်ကလေးနဲ့စစ်ပြီးတော့အေးခံထားပါမယ်ရည်စင်းနဲ့စစ်ချင်းရပေါ့နော်မယုတ်မလွန်အဲတဲပါညာအမိုက်ပါညာပါမယ်ဆိုးတဲ့အတွက်ဒီလိုလေးစစ်ပေးတာပါ ထញ្ញိတ်လေးလည်းရပြီဆိုတော့ကျွန်တော်စပြီးတော့မုံလေးကြော်ပါတော့မယ်နော်။ကဲစပြီးတော့ကြော်တော့မယ်နော်။ဒါမုံသားလေးကလည်းဒါဆိုရင်နှက်သွားပြီ။ဟိုကြာကြာထားနိုင်လေကောင်းလေပေါ့နော်။ကြာကြာဆိုတာရမ်းကြီးပေါ့။အသုံး2နာရီ3နာရီလေးထားနိုင်ရင်ကောင်းတယ်။အဲကျွန်တော်ဒီမှာစီကြတော့လေ COD တိုင်းကြီးမထည့်ဘူး။ပုတ်ဆွဲသက်ဆွဲလေးနဲ့ကျွန်တော်တို့ကကြော်ရတာပေါ့နော်။ ဒါမဟုတ်ရကြတော့ကျွန်တော်ကနည်းနည်းလေးခက်ကြီးကြီးလေးလုပ်မယ်ပေါ့နော်ဒါကျောင်းမလေးကတ်မှာဆုတဲ့အတွက်ကျွန်တော်ကျောင်းမလေးကိုစီလေးတုပ်လိုက်မယ် မီးရကြတော့လေအောက်ကအလေလက်ကလေးပေါ့နော်အလေလက်ကလေးပဲထားပြပါအရင်ကြီးမီးများရဲ့မကောင်းဘူးပေါ့နော်ဆန်ဒီမှာလေအလိုလေးပေါ့နော်ဒါလေးကိုမှကိုကစီလေးကို နည်းနည်းလေးဆွဲဆွဲလေးနဲ့စားကျင်တယ်ဆိုလို့ရှိရင်တော့နော်ထပ်ပြီးတော့ဒီပေါ်လေးမှလည်းအဲလိုက်လို့ရတယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ကမုံသားလေးတွေကလည်းနတ်ဖွားပြသွားပြီပေါ့နော်ကျက်သွားပြီပေါ့နော်အဲဒီမှာဒါလို့ဆိုရင်ကျွန်တော်ဆယ်လိုက်ပါမယ်ကျိုးဒီစက်နေ အဲလောလောဆယ်မှာရောင်းမလေးမသုံးခြင်းမှုဆိုရင်လည်းကျွန်တော်တို့ဒီမှာအပြားလေးဖြစ်သွားအောင်လက်ကလေးနဲ့ပေါ့နော်အဲလက်ကလေးနဲ့ဒီလိုလေးလိုက်ပြီးတော့လှုပ်ပေးလို့လည်းရပါတယ်အဲကျွန်တော်အရေးကြီးဆုံးတစ်ချက်မေ့နေတာနော်အဲဒီလိုမျိုးမုံလေးတွေလှုပ်မယ်ဆိုလို့ရှိရင်နော်ဒီအောက်ကဟိုတဲတဲ့ဒီတဲအိုကင်းပေါ့နော်အိုကင်းကစီဝါတဲ့အိုဖြစ်ရပါမယ်စီမဝါဘူးဆိုလို့ရှိရင်တော့အဆင်မပြေပါဘူးခင်ဗျာ အဲ့လိုလေးနော်မုံလေးကိုပြန်ပြန်သွားအောင်ကျွန်တော်တို့ကချော့သွဲလေးတွေဆွဲရမယ်ပေါ့နော်အဲအဲ့ဒါမှသာနော်မုံကကြာလေးကြာလေးပိုးပြီးတော့ကြည်လာမယ်ပေါ့နော်

ချွတ်ချွတ်ဆွဲအားကစားပွဲလာကြလို့နော်ကဲအခုဆိုလို့ရှိရင်တော့မုံလွတ်နဲ့ကလေးရပြီပေါ့ဗျာအဲကဲအားလုံးမဲအားလုံးမသားကြပါဘမယအဲစားကြပါအခုလုတ်တဲ့မုံကဘာမုံလေးတော့အဲမုံလက်နုတ်လေးပေါ့နော်မုံလက်နေလေးကိုအဲကျွန်တော်တို့ဒီနောက်ဒီနေ့လှုပ်ရှားပြပါတယ်မကျမုံလက်နေကလေးကိုအဲဒီလိုလေးတွေကြိုက်မယ် ောဆိုကျွန်တော်တို့ကနော်ဒါဆိုလို့ရှိရင်ဒါကောင်းကျင်းသားကြီးရဲ့လုပ်တာနော်ဟိုတကယ်တချို့တွေကပြောကြအောင်ပါပါကောင်းကျင်းသားကြီးဆိုဣတွဲသွားလို့ခွာလို့ရောရပါမလားနဲ့မဆိုင်ဘူးဗျနော်ဒီမှာဒီမှာသူ့အချက်ကလေးနဲ့သူကျွန်တော်တို့ကသွားတာနော်ဒီမှာဘောဆိုဆန်ချမ်းပါရင်တော့မားနေမှာဒီမှာကြည့်နော်ဒါလေးတွေကိုကျွန်တော်တို့ကဒီမှာအဲဒါလေးကိုလိတ်လိုက်မယ်အဲအဲ့လိုလေးလိတ်လိတ်ပြီးတော့ကြာတော့ ခုလူလေးတွေဟိုတချို့ကတော့ဒီအပြားလေးတိုင်ကြိုက်တာပေါ့နော်အဲကျွန်တော်တို့ကကြတော့ဒီတိုင်းလေးပဲအလေးကလေးပဲကြည့်အဲ့မှန်ချက်ချင်းလေးရှောင်းလာရှေ့ပြပလေးဒါကြိုက်တာဒီမော့ ရပါပြီဒါသေးစားအနေထားနဲ့လည်းဖြစ်တယ်အစာဒီလည်းစားလို့ရတယ်နော်ဟာဒါဘဲလေးကိုတွတ်ပြင်းမယ်ကြည့်ဟာပုံမှန်ကြောက်လို့နော် นานเนี่ยดีจ้ไหนล่ะละวังกว่า 太路径来说呢，嗯，太路，喏，太路咋？嗯，你们那边怎么？ Bây giờ nó lại buồn lên Mau bị làm Nó, còn mấy cái gì đó chỉ là Mà gì đâu nữa đâu nữa đâu mà đâu tao phải sạch rồi mà bây giờ gặp bé liền nếu mà con này liếc à thì nên mà à cho anh lại bị nó mà cho anh bị tử nữa cũng nên lấy mẹ hả à, phải à vào အစိမ်းလဲအရမ်းမပေးအောင်နော်ဘာကြီးကလည်းတအားမမြောက် Da sale? E mi andiamo a giumare. Giumare. Mi ricordo già l'ultimo. Eh, quello mio lì, no? Mia mamma, se sei lì, no? Mole ne clevo. တခါတည်းရန်တည်းရန်တခါမှာတော့လှုပ်ရှားကြည့်ပါလို့ပြောရင်းနဲ့ကျွန်တော်နဲ့ဘယ်ဘယ်လေးကနေပြီးတော့အားလုံးကိုနှုတ်ဆက်ပါတယ်ခင်ဗျာ